ထက်ခဏအောင်လောက်လာတာပေါ့နော်ထမ်းပါရယ်ဘောနော်။ထောက်လာရယ်ဘောနော်။အဲ့ဆက်ချလာရယ်အပြင်ကမှပြောရတာ။ဟုတ်မှန်။ဆက်ချလာရယ်။ န်ပို့တယ်ပေါ့နော်ဒီမှာမဟုတ်သွားဆန်းနေလေသာစားပါတယ်ရောမက်စာလွတ်သွားပြီးတော့နေလေသာပတ်ဆန်းတယ်ဗီဒီယိုရိုက်ရတာတစ်ခါမှအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲတစ်ခါမှမရိုက်ဘူးတဲ့အခါကျတော့လေတစ်မျိုးတော့ဖြစ်နေတာပေါ့နော်တိုင်းမလာမတတ်နိုင်ဘူးကောနော်ဗီဒီယိုရိုက်ချင်တဲ့အခါကျတော့ထုတ်ပြီးတော့အဲ့လိုသွားသကိုစကားပြောပြီးတော့သွားလာပါတော့ဒါသူလည်းလူတိုင်းကြုံရမယ့် ါလို့ထင်ပါတယ်ဟိုဘလော့ဂါတွေပေါ့နော်ဒီနေ့စဉ်းစားရတာပေါ့နော်ချိုင်းနာတောင်းမှာစားမှာထက်ပေါ့နော်ကျွန်မအာဒီ YouTube မှာတွေ့ထားတယ်ဒီဟိုဘလော့ဂါကြီးတယောက်ပေါ့နော်အာသူအာပြောထားတဲ့ဒီဟို budget ဆိုင်လေးတစ်ခုရှိတယ်အဲ့ရ buffet ဆိုင်မှာအဲ့ buffet ဆိုင်မှာတွားပြီးတော့တွားစားမှာနော်အာ30နာရီ advance တော့နည်းနည်းပါမယ်ဟာဒီကားပေါ့စီးနေ public transportation တွေဒီပဲဒီမှာ သုံးမယ်လို့စဉ်းစားရတဲ့ခါကျတော့အာကျွန်မအဲ့ကိုထားစီးပြီးတော့ တော့မယ်ပေါ့နော်ဒါပေမဲ့လမ်းရှာအောင်မယ်တွေ့ရလမ်းနဲ့ကျွန်တော်ချိုးလာတဲ့ခါကျတော့အာပြန်ရှာရအောင်မယ်ပေါ့နော်အဲ့ဒီဆိုင်ကိုအဲ့ဒီ metro station ကိုကျွန်တော်တစ်ချက်တစ်ချက်တော့ပြန်ရှာရအောင်မယ်ပေါ့နော်အာဒီမှာကအာပြောရရင်ဒီလိုမျိုးထောင်ပြီးတော့ဟိုကမ္ဘာကဘူတောင်းနေလေလေဒီမှာပေါ့နော်အဲ့လိုဟိုတိတ်ပြီးတော့ ညင်းဆိုင်ပြီး cream ထားမိဘောเนาะအခုတော့စောက်ဥဆုံးလေးဟိုဟာလေးငွေရှက်တယ်ဘောเนาะအဲ့လိုထောင်ပြီးပြောဟိုဟာလေးဆက်လို့မရဘောเนาะကျမကအာဆောလဲတော့ခီးသွားကျင်တယ်ဘလော့ဂါဖြစ်ကျင်တဲ့အခါကျတော့အာဒီလိုပဲရိုက်ပြရမှာပေါ့နော်အဲ့လိုပဲတွေးထားပါတယ်လမ်းထပ်မှားတယ်ပေါ့လမ်းထပ်မှားတယ်လမ်းထပ်မှားတယ်တော့ က်ဆောင်နေရပါတော့เนาะအာဒီမှာလေလမ်းမလို့တော့လေတိတ်မကြောက်ဘူးဘာလို့လဲဆိုတော့အာတော့လာဟိုလိုပြောမယ်ကိုကနောက်မှာရုံးလို့ဆိုမလို့နဲ့လာတာမဟုတ်ဘူးเนาะအဲအေးစေးတော့လို့လာလို့ရတယ်ဆိုတော့အဆင်ပြေတယ်စိတ်တော့လမ်းမှာပေါ့เนาะကိုကတော့ကိုဆက်ပြီးတော့အဲဟိုဘယ်လိုပြောမလဲဆက်သွားလို့ရတယ်ပေါ့เนาะအဲဆိုတော့လမ်းမလို့လည်းတိတ်ပြီးတော့မကြောက်ဘူးပေါ့เนาะအဲအေးစေးစေးဖြစ်တယ်ပေါ့เนาะပြောလို့ရှိရင်လမ်းမသွားလည်း အချိန်တိုင်းကလမ်းတွေ့မှာပဲနောက်ဆုံးဝေးရှောက်သွားမိလဲပေါ့နော်ဟိုဟာဒီမှာကျွန်မဟိုဟာလုပ်လို့ရတယ်တက်ဆီငှားလို့ရတယ်လေနော်ဒီမှာဆိုင်ကယ်တွေလည်းပေါ်တယ်မကရက်ကဆိုင်ကယ်ရှိတယ်တုတ်တုတ်တွေရှိတယ်ဒီနော်အဲ့ဒီတော့ကျွန်မအရင်လမ်းမသွားလို့ဆိုပြီးတော့ပိတ်စိတ်မပူဘူးပေါ့နော်အာအခုကျွန်မလမ်းကိုတစ်ပတ်ပတ်ရှောက်လိုက်တာပေါ့နော်ဆိုတော့ထင်းတဲ့နေရာပေါ့နော်အဲ့နေရာဖြတ်လန်းဆိုပြီးတော့ထင်းတဲ့နေရာကိုရှောက်ကြည့်လိုက်တော့နောက်ထပ် block တစ်ခုကိုရောက်သွားတယ်အဲ့ဒါ ਨੇ ဟိုပြန်လျှောက်ရတာပေါ့နော်ဒီကျမပေါ့နော်အာနေလေစာဆက်ဆုံးသွားမယ် အမနီကပြောတဲ့ပစိဆိုင်မှာပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီဆိုင်ကဟိုအရန်တန်တဲ့အခါကျတော့လူတွေအများကြီးလာကြတယ်ပေါ့နော်။ဟိုထမင်းစားချိန်သွားလို့ရှိရင်လူတအားများတဲ့အခါကျတော့မရမရတဲ့ခါမျိုးကြုံတွေ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့မနက်စောစောသွားခြင်းနဲ့အာစောစောသွားမယ်။အခုရထားတစ်ကက်ဝယ်ပြီးပြီပေါ့နော်။ကိုယ့်ဘာသာကိုယ်ပဲဆက်မှာအထုတ်လိုက်တယ်ပေါ့နော်။ဥယျာဉ်လင်းပြောရရင်လေ ီနေ့၃ရက်မြောက်နေ့ပေါ့နော်၃ရက်မြောက်နေ့မှာပေါ့နော်နည်းနည်းပို့ပြီးတော့တက်တောင့်တက်တာဖြစ်လာတယ်အာနေရတာပို့ပြီးတော့ relax ဖြစ်လာတယ်ပေါ့နော်အာဒီ area ဒီဒီနေရာနဲ့ဒီ area နဲ့ဆက်မှပြောရရထားနဲ့ public transportation နဲ့လည်းကျွန်တော်ပို့ပြီးအားကျလာတာပေါ့နော် short time နေမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ public transportation တွေကိုကိုကဟိုတုံးဖို့စဉ်းစားပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ public transportation တုံးဖို့အတွက်ဟိုအရင်က ဟိုတုံးနေကြသူပေါ့နော်ဟိုနိုင်ငံခုမျိုးအများကြီးရုပ်စုဖြစ်ပြီးတောင်းနေကြသူတွေဆိုရင်တော့ဟိုကျွန်တော်ပြောတော့ဆိုပေါ့နော်ဒါအခုမှထွက်မဲ့သူတို့ဒီချိန်နဲ့ချိန်တော့နိုင်ငံသားတော့ပြည့်တဲ့သူမျိုးပေါ့နော် အဲ့လိုလူတွေ public transportation ကိုသုံးမှာဆိုလို့ရှိရင်တော့ကိုက long term နေမှာတစ်ခါလောက်နေမှာဆိုရင်တော့သုံးမှာเนาะမဟုတ်ဘဲနဲ့ကိုကတရက်နှစ်ရက်လောက်ပဲဒီမှာနေမှာကိုသွားတဲ့နေရာကြီးကလည်းရှိတယ်နေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာဒီဒီမှာပေါ့เนาะ grab bike တွေရှိတယ်ပေါ့เนาะသူကဒီ cycle တွေပေါ့เนาะ grab bike တွေကိုကျွန်တော် booking တင်လို့ရတယ်ပြီးတော့ bolt လာအဲ့ဟာတစ်ခုရှိတယ်သုံးခုပေါ့เนาะ grab တော့ကျွန်တော်မှာရှိတယ်ကျွန်တော်သုံးမယ်ပေါ့เนาะအဲ့ဒါသုံးလို့ရတယ် န်တွေကဟိုဘောနော်တက္ကစီမဟုတ်ခဲနဲ့ဒီပွာဒီဘောနော်ဆိုင်ကယ်တွေကပို့ပြီးတော့တက်တာတယ်ဘောနော်အဲ့တော့အော်နှစ်မှတ်တိုင်နှစ်ဘူးတာသုံးဘူးတာလောက်ပြီးသွားခြင်းနဲ့ကိုတောင်းတဲ့နေရာရှားတာခက်တဲ့နေရာမျိုးဆိုလို့ရှိရင်ကိုကလည်းနှစ်ရက်လောက်ပဲနေမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာ public transportation ကိုသုံးမသုံးမဲ့ဘောနော်စဉ်းစားဘောနော်ဘာလို့လဲဆိုတော့ခုကျွန်တော်လိုမျိုးပဲအချိန်ကုန်သွားမယ်ဘောနော်အဲအဲ့လိုပြောချင်တာကကျွန်တော်ကအခုသုံးရက်မြောက်လောက်မှာနည်းနည်းနေသားကျလာတယ် ာကူရောက်နေပြီအအခုအပြင်ထွက်တဲ့အပေါက်ပေါ့နော်အဲ့ဒီပေါက်ကိုသွားနေတယ်အဲ့ဒီကနေမှတဆင်စပါဒီအာတော့ခုဟိုဇေတာဆာမက်ဆန်သွားမယ်ပေါ့နော်ဒါယုံဒူရယုံကျွန်မကားလန့်ကူပြီးတော့အာဆက်လျှောက်ရတယ်ပေါ့နော်အဲ့ဆက်လျှောက်ရတဲ့အပြင်ကမ်းကိုပြောရတော့နော်အော်ခုကျွန်မဆက်လျှောက်နေတယ်သွားနေတယ်ပေါ့နော်အခုချိန်ပြီးတော့ရှာမတွေ့သေးဘူး နေရာလဲအရန်ပူလေအာတကယ်တော့ကျောင်းကလေးထီးလေးတစ်ချောင်းလောက်နဲ့ဆိုပူကောင်းတယ်ပေါ့နော်အခုကကြတော့တော်တော်နေပူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာလေအာရန်ကုန်လိုပါပဲအဲ့တော့ဘက်ပါကသွားမဲ့သူတွေတော့အခုလိုမျိုးညာဒီဦးလူမျိုးဆိုလို့ဆိုရင်ညရာဒီလိုစောင်းနေလို့ဆိုနေ့လယ်ပိုင်းညအရန်နေပူတယ်ပေါ့နော်ထီးတစ်ချောင်းဆောင်တင်ပါတယ် မကလူပိနီဖက်ကီရဲ့ station လေးကိုပြန်ရောက်နေပြီပေါ့နော်ဒီကျမစောမောင်ကတော့တဲ့နေရာနေပြီးတော့ graphite ကိုထောက်လိုက်တာ24ဘတ်ပဲပြီးရတယ်ပေါ့နော်တန်တယ်လို့ပြောလို့ရတယ်တော်တော်ဝေးတယ်ပေါ့နော်အဲ့ဒီနေရာကလေတော်ဝေးတဲ့နေရာပေါ့နော်ဟိုဒီ somewhat land ပေါ့နော်အဲ့ land ကလည်းစစ်စရာလေးပဲနော်အဲ့ဒါနဲ့ကျွန်တော်ဒီ land ကိုရောက်နေတယ်ပေါ့နော်အဓိကတော့ coffee လာတော့ဟာ ီရှိရတယ်။ပိတ်ထားလို့မရသေးဘူးနော်။အာဒါပေမဲ့ကျမရှောက်သွားနေရပေါ့နော်။တနေရာပြီးတနေရာတော့ရှောက်သွားနေရပေါ့နော်။အာလမ်းလျှောက်နေရပေါ့။ဟုတ်။ local area မှာလမ်းလျှောက်နေရဆိုတာတော့ဖဲပေါ့နော်အခုလောလောဆယ် coffee တောက်ခြင်းလို့ coffee ဆိုင်ရှာနေတယ်ပေါ့နော် coffee ဆိုင်နာမည်ကြီးတဲ့ coffee ဆိုင်နှစ်ဆိုင်ရှေ့ကိုရောက်ခဲ့တယ်ဒါပေမဲ့လူသားများတဲ့ခါကျတော့လေ ကျောင်းဝင်ထိုင်နေပြီပေါ့နော်นี่ก็တော့ทุ่งแหน่ยันปูเลยป่ะเนาะဒီမှာကျွန်တော်ကော်ဖီဆိုင်ရှာနေတော့ねကော်ဖီတောက်ချင်ပြီเนาะအခုဈေးလည်းပြန်ရောက်လာတယ်ပေါ့เนาะနောက်ဆုံးတော့ကော်ဖီတောက်ရပြီပေါ့เนาะ